ော့ဘယ်ချိန်ထမမေအဖေပဲကျွန်မဘဝကျွန်မဖေပဲကျွန်မလုပ်ချင်တာလုပ်တယ်ဒါပေမဲ့နောက်ဆုံးရအဖေစကားပဲနားထောင်တာဖြစ်ချင်တာမန်တမကကွယ်ပြီးတယ်ဟဲ့အဲ့လိုမျိုးပေါ့ပြီးတော့ဖေးရဲ့ဒါကူကူလေးကလေးဆိုလဲကူကူလေးဆိုလဲသူလိုလေတဲ့ဖြစ်ဖြစ်စီပဲမျက်နှာအညိုတစ်စက်မကန်းအော်အပြောချင်ဆုံးဆိုရင်တော့အများနဲ့ရေနေရနေပြီးတော့အချစ်ဆုံးနဲ့ဂျေဆုအတေဆုံးပေါ့ဘဝမှာအခုလိုမျိုးနေရာတစ်ခုရပြီးတော့အခုလိုမျိုးအလောက်ကောင်းကောင်းလုပ်နိုင်ပြီးတော့ညာရှိမှာခေါင်းမော့နိုင်တာဖေးချာ အဲ့ဒါဖေကိုကျေးဇူးများရပါတယ်ဖေကိုရမ်းချစ်ပါတယ်လို့ဘာဖြစ်လို့လဲဆိုတော့ဆွေဘွားဆွေဖေပဲအလူတိုင်းတည်ကျမအဖေပဲကျမဘယ်ချိန်ထမမေအဖေပဲကျမဘွားကျမအဖေပဲကျမလုံးချင်တာလုပ်တယ်ဒါပေမဲ့နောက်ဆုံးရအဖေစကားကိုပဲနားထောင်တာကျမဒုက္ခရောက်သမျှကျမဆိုအခု single mom ဘွားနဲ့သူအဲ့ဒါအမေလဲပါပါတယ်ဟိုဟာပေါ့နော်အကုန်လုံးကလေဘယ်လိုပဲမလဲအိမ်မှာပေါ့ခေါ်ထားပြီးတော့မှသမီးကို support အပြည့်ပေးတယ် ဖြစ်ချင်တာမှန်သမျှကကွယ်ပေးတယ်ဟဲ့အဲ့လိုမျိုးပေါ့ပြီးတော့စိရဲ့ဒါဂူဂူလေးကလေးဆိုလဲဂူဂူလေးဆိုလဲသူလိုလေတင်းဖြစ်ဖြစ်စီပေးမျက်နှာအညိုတစ်စက်မခံစိလဲစိုးခဲ့တာပဲငငယ်တော့လဲစိုးခဲ့တယ်ပေါ့နော်အခုဒီလဲစိုးစဲပါပဲသူမကြိုက်တာတွေလုံးမိနေတော့မယ်ဒါပေမဲ့အမြဲခွန့်လွတ်ပေးစိုးရဲဆိုလဲသူ့ကိုထိခိုက်မဲ့ဟာမျိုးတော့မဟုတ်ပါဘူးအော်ပြောချင်ဆုံးဆိုရင်တော့အမြဲတမ်းရေနေရနေပြီးတော့အချစ်ဆုံးနဲ့ကျေးဇူးအတင်ဆုံးပေါ့ ဘဝမှာအခုလိုမျိုးနေရာတစ်ခုရပြီတော့အခုလိုမျိုးအလုတ်ကောင်းကောင်းလုပ်နိုင်ပြီတော့အများရှိမှာခေါင်းမော့နိုင်တာဖေးကြောင့်အဲကြောင့်ဖေးကိုကျေးဇူးများတင်ပါတယ်လက်မကန်ဘူးဆိုတော့အဓိကဖေးတို့ကကျတော့တိုင်းဝိုင်းရလဲစီးပွားရေးနဲ့အမေဆိုဆရာဝင်ပါအဲ့ကျတော့တို့တို့ဒီဟာကိုတိတ်ပြီးတော့ဘောနော်ထဲထဲဝင်ဝင်မရှိတော့ကျတော့စိတ်ပူတာပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းတကယ်စူးစမ်းပြီးတော့တကယ်ဝါသနာပါတကယ်တမိုးထားလှုပ်လှုပ်လာတာမြင်နေအချိန်မှာပေါ့အဲတို့လဲဒါလက်လွတ်လွတ်ရပြီဆိုတော့မပြောတော့ပါရေးကြည့်တာပေါ့မိဘဆိုတာရိတ်ရိတ် တစ်ပြည့်အရေးတစ်ခုလို့ပဲမိဘအောက်မှာနေရတာ ਨੇ အဲ့ဒါကြောင့်စီရလေအခုဆိုပြောပြမယ်စီအချင်းတစ်ခုရှိရဲ့မိဘကိုဟိုတိမမငိုနဲ့အမြဲပြောရလေဘာလို့လဲဆိုတော့အခုဆွေဆိုတက်နိုင်ရင်တက်နိုင်တဲ့လောက်လေးမိဘကိုကြတော့တယ်နောက်တစ်ခုကဘယ်သွားသွားဘာစားစားသူတို့တို့အမြဲပါတယ်ဒါကတန်ဖိုးကြီးစရာပစ္စည်းမဟုတ်တောင် ကျမအဖေအမေတို့ကကျမအမြဲပါတယ်အဲ့လိုမျိုးပေါ့နော်ဟိုခေါင်းထဲမှာအမြဲရှိတယ်ပေါ့ ရင်ထဲမှာလည်းအမြဲရှိရပေါ့အဲ့လိုမျိုးအကျင့်ရှိရစိတ်မှာလေဟုတ်အခန်းစားရတဲ့အော်သူတို့လည်းငါ့အတွက်ကိုတော်တော်ကိုပေါ့နော်ဟိုအဲတချို့အရာတွေဆိုခန်းစားခဲ့ရမှာပဲကိုချင်းစာတက်လာတာပေါ့ပို့ပြီးတော့လေဟုတ်ဒီကကတော့ရှင်းရှင်းပြောရမိဘကိုတေးမမငိုပါနဲ့မိဘအသက်ရှင်နေတဲ့အချိန်မှာကိုယ့်ဘက်ကနေချင်းများချင်းနဲ့မဆိုင်ပါဘူးတက်နိုင်တလောက်နော်သူတို့ကလေတိတ်ပျော်တာသူတို့ဘလောက်ပဲတက်နိုင်တက်နိုင်ကိုယ့်ဘက်ကနေအလိုက်တသိနဲ့လုတ်ပေးတဲ့အရာအလုံးကိုသူတို့ကအရန်ကိုဝမ်းတာအဲ့အတွက်ကိုလုတ်ပေးကြပါ နေချင်းများချင်းနဲ့မဆိုင်ပါဘူးလို့ပြောချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်